အားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါတယ်တတိယကမ္ဘာစစ်စပြီးဟုပူတင်ဤဘူဇုတ်ကြီးကြေညာတက်သားတဲ့တက်တန်းတောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးမစခင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့လည်းမြစ်တာရက်ခံကြပါတယ်အီရန်အပေါ်အစရိတိုက်ခိုက်မှုအပြီး ကမ္ဘာတင်းမာမှုများမြင့်တက်လာခြင်းကိုကိုကပြောဆိုလျက်ရုရှားသမ္မတဗလာဒီမာပူတင်၏စစ်ဗိုလ်ချုပ်ကြီးတဦးကတတိယကမ္ဘာစစ်ဖြစ်နေပြီဟုကြေညာလိုက်ပါတယ်။ရုရှားစစ်ကောင်ဆောင်ပိုင်းတွင်တင်ရှားသော ပုဂ္ဂိုလ်တဦးဖြစ်သည့်ဗိုလ်ချုပ်အက်ဒီအလော်ဒီနော့ဖ်ကအီရန်အပေါ်အစရိတိုက်ခိုက်မှုစတင်ပြီးနောက်ထက်သားသစ်တပ်တန်းအထိအသင့်ပြင်းစုယုံရန်ရုရှားအားတိုက်တွန်းလိုက်ပြီးအလေအပြောင်းအသစ်နှင့်အရှိတ်အဟုန်သစ်ကိုစတင်နေပြီလို့ဆိုပါတယ်။ သက်52နှစ်ရှိ Elodinov သည်လက်ရှိတွင်ရုရှားစစ်တပ်၏ပင်မစစ်ရေးနိုင်ငံရေးညွှန်ကြားရေးမှူးချုပ်လက်ထောက်အကြီးအကဲရာထူးဖြင့်ခြောက်ဝင်ထမ်းဆောင်နေပြီးစစ်တပ်ရန်ရာအတွင်အယူဝါဒနှင့်ဝါဒဖြန့်ချီရေးကိစ္စများကိုကြီးကြပ်ကုတ်ခဲ့သည် ထို့ပြင်သူသည်၎င်း၏စာတီချန်နီယာဒီတာတွင်တက်ဆွဲထားသော အခမအတူတက်ဖွဲ့ဤတက်မှုလည်းဖြစ်သည်ရုရှားဗိုလ်ချုပ်အလော်ဒီနော့ဖ်ကကျွန်တော်တို့စစ်အသင့်ပြင်စုစည်းဖို့လိုပါတယ်အ ਨੇ စုံတက်သား9သိန်းကျိုပြင်ဆင်ထားရပါမယ်ဒါပေမဲ့တကယ်တမ်းတက်တန်းလောက်ပြင်ဆင်ရမှာပါတတိယကမ္ဘာစစ်ဖြစ်နေပြီလို့သူတို့ကိုစင်ခေါ်ပြီးလေ့ကျင့်ပြင်ဆင်ပေးရပါမယ် အလဲပြောင်းအသေးအရှိန်အဟုန်တစ်တခုစီရောက်နေပြီတခြားနိုင်ငံတွေနဲ့အီရန်ကိုလုတ်တယ်လို့မျိုးကျွန်တော်တို့ကိုဘယ်သူမှလာမကစားရဲဘူးကျွန်တော်ပြောတာယုံမှကျွန်တော်တို့အားလုံးအစဉ်စဉ်တိုင်းမှာစီးလုံးဖို့လိုပါတယ်ဟု Telegram Channel တွင် posting ခဲ့ပါတယ် Elodinov the cost data တွင်ယူကရိန်းသိမ်းပိုက်ထားသောဘိုင်နက်ကိုရုရှားပြန်ယူရာတွင်လည်းအနီးကပ်ပါဝင် လုဆောင်ခဲ့သည်စစ်ဖက်အဆောက်အုံများအပါအဝင်တီဟီရန်တဝိုင်းရှိအနေဆုံးစစ်အခြေစိုက်စခန်း၆ခု ကြံမှုများနေထိုင်ရာအဆောက်အကျက်ထူထပ်သောအဆောက်အုံဝင်းနှစ်ခုရှိလူနေအိမ်များနဲ့တီဟီရန်တဝိုက်ရှိလူနေအိမ်အဆောက်အုံများစွာကို အစရိတိုက်ခိုက်ပြီးနောက်အလော်ဒီနော့ဖ်ကယခုကဲ့သို့မှတ်ချက်ပြုလာခြင်းဖြစ်သည့်ထိုတိုက်ခိုက်မှုများကိုပြစ်မှတ်ထားလောက်ကျန်ဖြတ်မှုဟုအီရန်အရာရှိများကပြောသည်။အီရန်နိုင်ငံ၏နိုင်ငံအုပ်ရှောင်းအလာတူယာအလီခါမေနီကတိုက်ခိုက်မှုများအတွက်အစရိအနေဖြင့်ပြင်းထန်သည့်ဒဏ်ကပ်မှုရင်ဆိုင်ရလိမ့်မည်ဟုသတိပေးခဲ့သည်။ ခေတ်မန္တလေးရဲ့နောက်ဆုံးရသတင်းတင်ဆက်မှုကိုဒီမှာပဲရနာပေးရစီ။နောက်နေ့တွေမှာလည်းသတင်းများတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။